အားလုံးပဲမင်္ဂလာပါခုဒီ project လေးကတော့ motor motor တလုံးကို motor ဖြစ်စေပန်းဖြစ်စေလုံးကိုကျွန်တော်တို့က forward လေဖို့နဲ့ reverse လေဖို့ forward reverse လေမယ်ဆိုရင် magnetic connector နှလုံးသုံးပါရယ်သူ့ရဲ့ over over လုံးမဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ overload rotator လေးခု overload လေးတစ်ခုခံထားပါရယ်အာ over body and body day facing fake outer တွေကိုကျွန်တော်ကာဝေးရတဲ့ physical လေးတလုံးခံထားပါရယ် โอเคအဲ့ဒါလေးကိုကျွန်တော်တို့က test run လုပ်ကြည့်မယ်ကျွန်တော်တို့က breaker main breaker တင်လိုက်မယ်တင်လိုက်တဲ့ခါမှာကျွန်တော်တို့က power mi ရောက်ပြီโอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ forward forward လေးလည်းမယ် forward ဆိုရင်ဒီဘက်က magnetic conductor ကတ်မယ်ဒီဘက်က magnetic conductor ကတ်သွားပြီဒီဘက်က forward mi လည်းပြီโอเคအဲ့ဒါဆိုရင်ကျွန်တော်တို့က store လုပ်ပါမယ်အဲနောက်တစ်ခါ reverse reverse လည်းမယ် reverse မယ်တဲ့ခါမှာ reverse mi နင်းပြီ ီဘက်က rubber magnetic connector ကတ်တယ် store နေလိုက်ပါမယ်ပေါ်ဝါလဲမယ်ပေါ်ဝါလဲနေတဲ့အချိန်မှာကျွန်တော်တို့က rubber နှိမ့်လို့ရလားဆိုတော့မရပါဘူးတကယ်လို့ပေါ်ဝါ rubber နှိမ့်လဲလို့ရှိရင်ကျွန်တော်တို့က short fit သွားနိုင်တဲ့ circuit တွေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က interlock ခံပေးရပါတယ် okay ပေါ်ဝါလဲတဲ့အချိန်မှာ rubber နှိမ့်လို့မရသလို rubber နှိမ့်ထား rubber လဲနေတဲ့အချိန်မှာလည်းပေါ်ဝါကျွန်တော်တို့နှိမ့်လို့မရပါဘူး okay အဲဆိုရင်ကျွန်တော်တို့ကအဲ ဖော်ဝါလဲမယ်ဖော်ဝါလဲနေတဲ့အချိန်ဖြစ်ဖြစ် reverse လဲနေတဲ့အချိန်ဖြစ်ဖြစ်ကျွန်တော်တို့က trick အဲ over ကျွန်တော်တို့ပန်းတစ်ခုက over လို့ဖြစ်ပြီဆိုရင်ကျွန်တော်တို့က trick me လင်းပါမယ်အဲကျွန်တော်တို့က bazaar လေးနဲ့ပြထားပါရဲ့ ျွန်တော်တို့ကဒါက trick ကိုကျွန်တော်က overload ကို test လုပ်ကြည့်တာပေါ့နော် okay ပါအဲ့ဆိုရင်ကျွန်တော်တို့ကဒါလေးကိုပြန်ပြီးတော့မောင်းကြည့်မယ် okay forward မောင်းလို့ရမယ်ပြီးရင် reverse မောင်းလို့ရမယ် okay ဒါဆိုကျွန်တော်က forward လောင်းမောင်းမယ် emergency ဂျစီနေ့ရင်ပြုတ်ရပါမယ် okay forward ရမယ် reverse ရပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်